You ready for the next adventure, pal? Keep on, on. the fuck are you? Yeah, Stone X မှာကြည့်သူပါတယ်။မနေ့ကမှထွက်လာခဲ့တဲ့ Peacemaker trailer အစ်စ်ကိုလက်ရှိအချိန်မှာလူအများစုကစိတ်ဝင်စားနေကြမှာအမှန်ပါပဲ။အခုဗီဒီယိုမှာတော့ trailer breakdown ကိုမလုပ်ပေးသေးခင်ပါ။လက်ရှိအချိန်လူအများစုခေါင်းထဲမှာမေကွန်းတစ်ခုဖြစ်နေမဲ့ Peacemaker က DCEU က version ပဲလား။ Peacemaker ကအခု James Gunn ရဲ့ DCU ကိုဘယ်လိုရောက်လာခဲ့လဲဆိုတဲ့မေကွန်းနေနဲ့အတူမင်းနေလောက်ကြပြီဖြစ်တဲ့ Predator တွေအတွက် season 1 recap နဲ့မကြခင်ကြည့်ရတော့မဲ့ show နဲ့ပတ်သက်ပြီးတော့တီးဖို့လူတို့များကိုအခုဗီဒီယိုမှာအရင်ဆုံးရှင်းပြပေးတော့မှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကို ဆုံးအောင်ဒီကြည့်သွားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ဒီကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am vengeance. I am the night. I am Batman. โอเค peacemaker character ကတော့ဖေးသွားခဲ့တဲ့ DCEU ထဲမှာအပေါက်ဆုံးဖြစ်ခဲ့တဲ့ character တစ်ခုလို့ပြောလို့ရပါတယ် peacemaker character ဒီ1960ကျော်မှာ Charlton Comics ဆိုတဲ့ company ကနေပြီးတော့ရေးဆွဲခဲ့တဲ့ character ဖြစ်ပါတယ်ဒီကောင်ကလည်း Harry Maguire လို့ပဲလောကကြီးကိုစောက်ထိုးတွေးစောက်ထိုးလုပ်တဲ့ character မျိုးဖြစ်ပါတယ်သူဒီနာမည်ကိုက peacemaker ငြိမ်းချမ်းရေးကိုလှုပ်ဆောင်သူဆိုတဲ့နာမည်ကိုယူထားပေမဲ့ peace နဲ့ဘာမှမဆိုင်တဲ့တနတ်ကိုအမြဲကင်ထားတတ်သူဖြစ်ပါတယ်နာမည်အတိုင်းသူကလည်းငြိမ်းချမ်းရေးကိုဖန်တီးသူလည်းမဟုတ်ဘူးဖော်ကျူးသူလည်းမဟုတ်ဘူး maker ငြိမ်းချမ်းရေးကို န်တီးဖို့အတွက်တစ်ဖက်ကမလိုလားတဲ့လူအမြင်မတူတဲ့သူကိုတပ်ပစ်လိုက်ပြီးတော့ငြိမ်းချမ်းရေးဆိုတာကိုဖန်တီးလိုက်တဲ့သူဖြစ်ပါတယ်။ Anti character အခုလိုမျိုးကိုပိုင်ရှိုးတွေပါထွက်လာခဲ့နိုင်တာက James Gunn ကိုခြေစူးတင်ရမှာပါပဲ။ James Gunn ဒီအခုလိုမျိုးအမေးပြောက်ခံ hero တွေ character တွေကို history တွေကနေပြီးတော့ဆွဲထုတ်လာပြီးတော့အကောင်းဆုံးနာမည်ကြီးတော်အောင်ဖော်ပြတတ်သူလည်းဖြစ်ပါတယ်။ Of course အခု character က John Cena နဲ့ quality ကြသွားခဲ့တာကြောင့်လည်းပါပါတယ်။ Ariana Grande or Drake What? Brad Pitt or Payne Stewart or Doug the Pug Khloe Kardashian, the Red Tiger from Voltron, Tinky Winky, Mariska Hargitay, Mario, Super Mario, fucking Luigi, Yoshi, the Princess, Bert, Ernie, Grover, snuffle up against Burger King, Grimace, Ronald McDonald, the two old guys from the balcony in the Muppets, Fran Tarkenton, Joe Montana, Joe Montana. So long as you don't have to worry DCEU, so DC Extended University, PK Bonsi, you don't have to worry about it. Extended, so you don't have to worry about it. University, so you don't have to worry about it. စနေတောင်မှမခံမဲနဲ့ကြာရှုံးခဲ့တဲ့အဆိုးရွားဆုံး failure ကြီးဖြစ်ခဲ့ပါတယ်။အစကတော့သူတို့က300တို့ကိုရိုက်ခဲ့တဲ့ Zack Snyder ကိုခေါ်ယူခဲ့တယ်။ DC ကိုတစ်ဖက်မှ300တ ထွက်နေတဲ့ MCU နဲ့မတူဘဲနဲ့တမူထူးကြအောင်ဆိုပြီးတော့ Zack Snyder ရဲ့ style ခမမောင်ရိုက်ချက်တွေ slow motion ရိုက်ကွက်တွေပါဝင်တဲ့ style နဲ့ universe တစ်ခုကိုဖန်တီးခဲ့ပါတယ်။ And အဲဒီမှာပဲအစွန်းရောက်စောက်ပေါ်တော်တာလေးတွေအတွက် deep and dark ဆိုတဲ့ phrase တစ်ခုပေါ်လာခဲ့တာဖြစ်ပါတယ်။ creator တွေကိုသိစေချင်တာက DC ဆိုတာနဲ့ deep ဖြစ်ရမယ် dark ဖြစ်ရမယ်ဆိုတဲ့အတွေးတွေကိုဖယ်ထားလိုက်ပါ။အဲ့ဒါဒီအမာကြီးဖြစ်ပါတယ်။ဒါပေမဲ့ DC က deep မဟုတ်ဘူးလား dark မဟုတ်ဘူးလားဆိုတော့ဟုတ်တယ်။ဒါပေမဲ့ creator တို့ DC EU လောက်ပဲကြည့်ဖူးပြီးတော့ deep နဲ့ dark ဆိုပြီးတော့သတ်မှတ်လိုက်လို့မရပါဘူး။အဲ့ဒီ ခင်မှာပေါ်လာခဲ့တဲ့အတုံးအနှောင်း Deep and Dark ဆိုတာက Zack Snyder ရဲ့ style ဒီပတ်ဝန်းကျင်တွေကိုအမောင်းချထားပြီးတော့ Dark Sun နဲ့တုံးတဲ့အတူ character တွေရဲ့ယဉ်တွင်းခံစားချက်တွေကို MCU လိုမျိုးပေါ့ပေါ့ပါပါမဟုတ်ဘဲနဲ့ ठी ठी မိမိအတွင်းကြကြဖန်တီးရိုက်ကူးတတ်တဲ့ style မျိုးဖြစ်ပါတယ် I love Zack Snyder ပါဒါကြောင့်လည်းအစာပိုင်း Man of Steel လို့ Batman vs Superman တို့မှာတကယ်ကြီး share ဖြစ်အောင်ကောင်းခဲ့ပေမဲ့ audience အများစုကညံကောင်းတဲ့သူတွေကပဲကြည်တာများတယ်အသက်ကြီးပိုင်းတွေဘဝကိုနားလဲတဲ့သူတွေကပဲပို့ပြီးတော့ကြည်တာများခဲ့ပါတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုလည်းမချေနှံ့နိုင် ေဘူး MCU လိုမျိုးလူငယ်ပရိသတ်အများစုကြည့်ကြတဲ့လူငယ်တွေဟာသားရည်နဲ့အရှုံးဖောက်ပြီးတော့ကြည်စေခြင်းတဲ့အတွက် Warner Brothers Company ကအကုန်လုံးကိုဖျက်ဆီးပစ်လိုက်တဲ့တရားခံဖြစ်လာခဲ့ပါတယ်သူတို့က MCU လိုမျိုးဟာသားတွေထည့်ပြီးတော့ကာလာတွေထည့်ပြီးတော့ပေါ့ပေါ့ပါပါဖန်တီးခြင်းခဲ့တယ်ဒါကြောင့်သူတို့က Zack Snyder ကိုဖယ်လိုက်ပြီးတော့ Joss Whedon နဲ့အတူရုပ်ရှင် history မှာအပေါ်ချဆုံး Justice League ရုပ်ရှင်တစ်ခုကိုထုတ်လွှင့်ခဲ့ပါတယ်တကယ်ပါ Superman နှခမ်းမွေး CGI ကြီးတို့ and as you guys might know Brad တို့လည်းတတိထားမိကြမယ်အတိုင်းကျွန်တော်ကိုယ်တိုင်က Batman fan ဖြစ်တဲ့အတွက် Batman ကိုပြု ံပြုံကြီးမြင်နေရတာတို့ပါရာဒီမွန်တကောင်နဲ့ခြားတာတော့မှတိုင်ပတ်နေရတာတို့ကိုမြင်ခဲ့ရတာကတကယ်ကိုတော်တော်ကြီးကိုဆူဆူရွရွတိတ်ခါချမှုကြီးတခုလို့ထင်ပါတယ်အပြီးမှလည်းရုပ်ရှင်အဆုံးမှဆိုရင်သူတို့ကတောက်လျှောက်ရှေ့မှာယူလာခဲ့တဲ့ team ကိုလုံးဝကွဲထွက်လိုက်စီပြီးတော့ရောင်စုံချေပန်းနေပွင့်လာပြီးတော့အဆုံးသတ်သွားခဲ့ပါတယ်ဒါအပြင် Black Adam တို့ Shazam တို့လိုမျိုး comedy ဆော့ပေါ်ကားတွေကိုမအောင်မြင်မဲ့သိရတယ်လဲဆက်ပြီးတော့ထုတ်ခဲ့သေးတယ်အဆုံးမှဆိုရင်တော့ Aquaman 2ထဲမှာရေပိုဝဲကြီး Dram တီးနေတာကိုဆော့ပေါ်ဆန်ဆန်ပြပြီးတော့ DCEU ကလည်းအဆုံးသတ်သွားခဲ့ပါတယ် but DC နဲ့ Warner Brothers တို့ကအဲ့ဒီအရှုံးနေကြတဲ့မှာ James Gunn ရဲ့ Suicide Squad 2နဲ့ Peacemaker တို့ကပေါက်တင်တလောက်ပေါက်ခွဲကြတာပရိသတ်တွေကကြိုက်တင်တလောက်ကြိုက်ခဲ့ကြတာကိုသတိထားမိခဲ့ကြတယ်။ဒါကြောင့်လည်းနှစ်အနည်းငယ်အကြာမှာ James Gunn ကိုပြန်ခေါ်ပြီးတော့အခုလိုမျိုး DC တစ်ခုလုံးရဲ့အနာဂတ်ကိုလွှဲအပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။နောက် James Gunn ဒီအခုဖန်တီးမဲ့ Universe ကို DCU DC Universe ဆိုပြီးတော့နာမည်ပေးလိုက်တယ်။နောက်ထပ်10နှစ်စာ plan တစ်ခုကိုရေးဆွဲခဲ့ပါတယ်။ Still James Gunn ရဲ့စိတ်အနေအထားအရသူနဲ့လက်တွဲအလုပ်လုပ်ခဲ့ပူတဲ့သူတွေကိုချစ်မြတ်နိုးတဲ့စိတ်ကြောင့်ယခင် DC EU ကနေပဲသူကြိုက်ခဲ့တဲ့သူဖန်တီးခဲ့တဲ့ဇလန်းတွေကိုအခု DCU DC Universe အတွက်လဲကန်နွန်းလုပ်ပြီးတော့ယူခဲ့ပါတယ်ကန်နွန်းလုပ်တယ်ဆိုတာကဥပမာပေးရမယ်ဆိုရင် MCU ကရှေ့မှာ Netflix ကနေပြီးတော့ထွက်ခဲ့တဲ့ Daredevil Season 1ကနေပြီးတော့3အထိကိုဝယ်ယူပြီးတော့ MCU မှာဖြစ်ခဲ့တဲ့ဇလန်းတွေပါဆိုပြီးတော့သတ်မှတ်ကြေညာလိုက်တဲ့တပုံမျိုးလဲဖြစ်ပါတယ်ဒါကြောင့်ရခင်ရုပ်ရှင်တွေ show တွေထဲမှာပါဝင်ခဲ့တဲ့ Amanda Waller တို့ Peacemaker တို့ Weasel တို့နဲ့အတူသူဖန်တီးခဲ့တဲ့ Suicide Squad အထူးသဖြင့် Suicide Squad 2နဲ့ Pacemaker က character တွေကိုအခုဇလန်းနေမှာပြန်ယူသုံးခဲ့ခြင်းလည်းဖြစ်ပါတယ်။ James Gunn ကသူရှေ့မှာထုတ်ခဲ့ပြီးဖြစ်တဲ့ DCU ရဲ့ပထမအဦးဆုံး show Creature Commando show မှာဆိုရင်လည်း Suicide Squad 2မှာလုပ်ခဲ့ရတဲ့ mission တွေဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကအခု universe မှာလည်းဖြစ်ပျက်ခဲ့ကြောင်းကိုပြောပြသွားခဲ့ပါတယ်။ It's one of the few soldiers still alive from Project Starfish and Corto Maltese. So the same way Eddie Nilan အတိုင်းပဲရှေ့မှာထွက်ခဲ့တဲ့ Peacemaker season 1ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအကုန်နောက်ဆုံး credit scene မှာ Justice League ကလာသွားတဲ့ scene ကလွဲပြီးတော့ကျန်တဲ့ က်စင်အကောင်ကကန်နွန်းထည့်သွင်းသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းအခု trailer အစ်စ်မှာဆိုရင် Suicide Squad ရုပ်ရှင်ထဲမှာ Peacemaker က Reflect Junior ကိုတတ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းလေးသူတို့ကရှေ့ season 1ထဲမှာကဘာကြီးကိုကယ်တင်ပေးခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုထည့်ပြီးတော့ပြောနေခြင်းလည်းဖြစ်ပါတယ်။ We saved the world. Peacemaker season 1အတွက်အလေးတက် recap လုပ်ပေးရမယ်ဆိုရင်တော့ရှင်းမပြပြခဲ့လို့ Suicide Squad ရုပ်ရှင်ထဲမှာ Reflect Junior ကအူဆောင်ပြီးတော့ Project Starface ဆိုတဲ့ mission တစ်ခုကိုလှုပ်ဆောင်ဖို့အတွက်အသေးခံတေမထူးနေမထူးအဖွဲ့တွေပဲစုထားတဲ့အဖွဲ့တစ်ခုကိုဆေးလွတ်ခဲ့ပါတယ်။ရု ပ်ရှင်အစုံမှာတော့ဖြစ်ပျက်ခဲ့တဲ့မကောင်းမှုတွေအပေါ်မှာ US သမ္မတရဲ့ US အစိုးရရဲ့ပါဝင်မှုတွေကိုဖုံးဖိထားပေးဖို့အတွက်စစ်သားဖြစ်တဲ့ Peacemaker ကသူရဲ့ရုပ်ရှင်တွေကခေါင်းဆောင် Reflect Junior ကိုတပ်ပစ်ခဲ့ပါတယ်အခု Season 2မှာဆိုရင်လည်းအဲဒီဇလန်ကိုဆက်ပြီးတော့ Reflect ရဲ့အဖေ Reflect Senior က Creature Commando Show မှာတော့မကြခင်လာမဲ့ Superman ရုပ်ရှင်မှာကိုပါဝင်သွားမဲ့ Reflect Senior က Peacemaker ကိုလိုက်ပြီးတော့လက်စားချိန်မဲ့ဇလန်ကိုအခု Season 2မှာမြင်ရမှာလည်းဖြစ်ပါတယ် Season 1ဒီအဲဒီသူတတ်ခဲ့တဲ့လူတတ်မှုအပေါ်မှာ Peacemaker ခံစားနေရတဲ့အဖြစ်ရှိစ စိတ်ကိုအဓိကထားပြီးတော့ပြသွားခဲ့တယ်။ရှိုးတစ်ချောင်းမှာဆိုရင်သူကအဲဒီစိတ်ကိုကျော်လွန်နိုင်ဖို့အတွက်ကြိုးစားရင်းနဲ့တငယ်ချင်းတအုပ်မိတ်ဆွေလှုပ်ဖို့ဂိုင်ပတ်တအုပ်ကိုရရှိခဲ့ပြီးတော့ကဘာကြီးကိုကဲတင်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။အဖွဲထဲမှာဆိုရင်အခု season 2မှာလည်းဆက်ပြီးတော့ပါသွားအောင်မဲ့ Amateur Waller ရဲ့သမီး James Gunn ရဲ့မိန်းမ Hardcore Technology ဓမ္မ Diabeat နဲ့ Peacemaker Nini ယူနေတဲ့ Peacemaker ရဲ့ Bora ကြီး Vigilante ကိုပါဝင်ခဲ့ပါတယ်။ Show အတွက် villain ကတော့လူတွေရဲ့ခန္ဓာကိုယ်တွေကိုတင်ပိုက်ပြီးတော့လူရောင်ဆောင်ထားကြတဲ့လက်ပြဂျူသားတွေဖြစ်ပါတယ်။ဒီဂျူသားတွေကတစ်ချိန်မှာကဘာကြီး တစ်ခုလုံးကိုတိမ်မို့အထီးရည်ရွယ်ထားရဲဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ official hero တွေဖြစ်တဲ့ Justice League အသင်းတွေရောက်မလာခင်မတိလိုက်ကြခင်မှာ Peacemaker တို့အသင်းကအရင်ဆုံးဝင်ပြီးတော့ရှင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ Bashu ရဲ့အဓိကပြသွားခဲ့တဲ့ team အဓိကပြသွားခဲ့တဲ့ message ကတော့ငွေပေါ်မှာခံစားခဲ့ရတဲ့ trauma တွေစိတ်ဒဏ်ရာတွေကြောင့်ရှင်နေရခံစားချက်ကိုထုတ်မပြထုတ်မပြောဖြစ်ခြင်းဒီ villain ဖြစ်ဖို့အတွက်လူဆိုးဖြစ်ဖို့အတွက်လမ်းစဉ်ကိုဥဆောင်သွားစေရဆိုတဲ့အကြောင်းနဲ့အတူတငယ်ချင်းမိတ်ဆွေတွေရဲ့အရေးပါပုံတစ်ခုခုကို speak out လုပ်ဖို့အတွက်ထုတ်ပြောဖို့အတွက်ကအရေးအကြီးဆုံးဖြစ် ောင်းတို့ကိုအဓိကလက်လာပပပြသွားခဲ့တဲ့ show တစ်ခုဖြစ်ခဲ့ပါတယ်။နောက်အခု DCU မှာတော့ Peacemaker ကိုရိုင်းကခက်ကြောင်ကြောင် character မျိုးဖြစ်တဲ့အတွက်ဟာတာတဘောမျိုးအနေနဲ့ဖြစ်စေသူက DC Universe တဲကို PG နဲ့ဝင်ရောက်လာမဲ့ပုံပေါက်ပါတယ်။တချို့ DOE တွေထွက်နေတာကတော့ Peacemaker ကို DC Comics တဲက Roger Hayden လို့ character မျိုးလုပ်ပြဖို့အတွက်ရည်ရွယ်နေရဆိုပြီးတော့သိရတယ်။ Roger Hayden ဆိုတာဒီ Universe တွေဘလောက်ပဲပြောင်းသွားပြောင်းသွားအရင် Universe ကဖြစ်ခဲ့တဲ့အရာတွေကိုမမိနိုင်သေးတဲ့ character ဖြစ်ပါတယ်။ Maybe ဒီမှာလဲဥမာအနေနဲ့ပြောရမယ်ဆိုရင်မကြခင်လာမဲ့ Jason Momoa ရဲ့လူပိုကို သူကတွေ့တဲ့အခါမှာမင်းတို့ကသိပါရဲ့မင်းကအရင်တော့ရေပြင်းကြီးလေအကွာမန်းကြီးလေဆိုတဲ့ဟာတာတွေမျိုးကိုလှုပ်လို့ရမှာမျိုးလည်းဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင် နောက်တင်ပေးမယ့် Peacemaker Season 2 Trailer Breakdown အတွက်လည်း ready ဖြစ်နေပြီလို့ထင်ပါတယ်အမြန်ဆုံးလေးတင်ဆက်ပေးသွားမှာမလို့ Breakdown တိုင်းကလည်း Trailer Breakdown မှာလာရောက်စီမျှဝေကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ Channel ကိုတိုက်ရိုက် Support လုပ်ပေးခြင်းကြားရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USVPN လေးခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်